လူလိုငါတို့ဆိုင်မကြီးဗန်းပြပြီးတော့ကိုကျိုးအတွက်လှုပ်ရှားနေတဲ့အလူကလေးအများတယ်အဲ့လိုများတဲ့အခါကျတော့သူတောင်တကုံကနေပြီးတော့မျိုးဆက်သစ်လူရှင်တော်လေးတွေကသူလည်းသူကြောက်ကြတာပေါ့နော်ဟိုအများထင်တယ်လို့ပေါ့ဒီကောင်လေးလည်းဂျင်းနေပါလို့ထင်သွားမှဆိုးလို့အဖေကြီးတို့ကိုယ်တိုင်အဖေကြီးကလည်းဟိုတောင်တကုံကတောင်တကုံရဲ့နာယကပေါ့လေဘိုးမလည်းနာယကလေတောင်တကုံမလည်းနာယကဆိုတော့ ဥက္ကဋ္ဌဤကုမိုးကျေကအဖေရဲ့လိုက်ပေးပါဦးဆိုတော့အဲ့ဒါအလူကံထွက်လာတာအလူကံလိုက်လာတာဒီနာပြုတ်ကလေးပြာကပြာကဖရဲ့ရဲ့တော်လေးနေဘူးတော်လဲဒီကလေးတွေပူးနေတာပဲမိုးရတော့လဲမိုးတွေစိုးနေတယ်အဲ့ဒီကြားထဲမှာသူ့ရဲ့ဥတည်ချက်ကပါလေဩတို့တကြီးအဖေကြီးတွေနော်အချိန်ငါးပါလဲ15ချိန်မြောက်ခရော့နေအောင်ဆိုပြီးတော့ ကလေးတွေရဲ့ကြိုးစားချက်ကိုပီတိဖြစ်ပါလေသာသူလည်းခေါ်ပါတယ်နှစ်စင်နဲ့တိုင်းလည်းဒီကလေးတွေဒီလိုပဲတက်တက်ကြွကြွနဲ့တကြီးအခကြီးတွေအတွက်ကြိုးစားနိုင်ပါစီလို့လည်းဖေးစုတော့မိပါလေလို့နော်ကလေးပြာကပြာကမရဲ့ရဲ့တော်လဲ မြန်မာနိုင်ငံဟန်တာပညာရှင်များစီယုံဘုံကနေပြီးတော့ညစီနေတဲ့ဥဆောင်ပြပပြီးလို့လူငယ်ကတော်တွေရှိတော့အသက်60နှစ်အန်းနေတဲ့တတိဟန်တာပညာရှင်ဟန်တာလူရှင်တော်ကြီးများတို့မြန်မာနိုင်ငံဟန်တာပညာရှင်များအစီယုံရဲ့15ကြိမ်မြောက်တတိပူဇော်ဘွဲအတွက်သူအလူကံထွက်လာကြတာပေါ့လေဟုတ်ကဲ့ပါဒါလေဒီနေ့မှာဘာလို့အလူခမ်းရသလဲဆိုတော့ သူ15ကြိမ်မြောက်မှာတကြီးလူရှင်တော်ကြီးတွေကရန်ကုန်တိုင်းမန္တလေးတိုင်းအေရဝီတိုင်းပဲခူးတိုင်းပေါ့နော်အဲ့လိုတိုင်းနဲ့ပြည်နဲ့အဒီလီက65နှစ်အထက်ဟာသပညာရှင်ကြီးတွေလာကြတော့လာကြတော့ခံကြမယ်လေအဲ့ဒီနေရာမှာလေကြတော့ခံတဲ့ဟာသပညာရှင်ကြီးတွေကိုထိုက်ထိုက်တန်တန်ကြတော့နေအောင်ဆိုပြီးတော့သူမျိုးဆက်တဲ့ဟာသပညာရှင်လေးများကလှည့်လည်လူခံတယ်ဖေးကြီးတို့ဆိုရင်ဒါတောင်တခုပေါ့နော် ဒါတောင်တကုံမြို့နယ်တော့ဩဂရတောင်တကုံကဩဂရတော့ကိုမိုးကျေပေါ့နော်ကိုမိုးကျေကနေပြီးတော့အာလုံးဒီဟာမျိုးဆက်သစ်လူရှင်တော်လေးတွေစူးစီးကဲဖိကြီးလို့ဖိကြီးလေးလိုက်ကူညီပေးပါဦးဆိုတော့တချို့ဟာဒီနေရာမှာတမီးရဲ့ဟုတ်သူ့နင်းပေါ့ဒီဒီလိုငါတို့ဆိုင်ဘုတ်ကြီးဘန်းပြပြီးတော့ကိုကျိုးအတွက်လှုပ်ရှားနေတဲ့အလှူခံတွေအများတယ် အဲ့လိုများတဲ့အခါကျတော့သူတောင်တကုံကနေပြီးတော့မျိုးဆက်သစ်လူရှင်တော်လေးတွေကသူလည်းသူကြောက်ကြတာပေါ့နော်ဟိုအများထင်တယ်လို့ပေါ့ဒီကောင်လေးလည်းဂျင်းနေပါလို့ထင်သွားမှစိုးလို့အဖေကြီးတို့ကိုယ်တိုင်ဖေကြီးကလည်းဟိုတောင်တကုံကတောင်တကုံရဲ့နာယကပေါ့လေဘဟုမလည်းနာယကလေတောင်တကုံကလည်းနာယကဆိုတော့အဲဥက္ကဋ္ဌကြီးကိုမိုးကျေကဖေကြီးလိုက်ပေးပါဦးဆိုတော့အဲ့ဒါအလူကန်ထွက်လာတာအလူကန်လိုက်လာတာ ပင်တော့ပင်မလာပေါ့နော်ပင်မမိမဲ့လည်းဘဝတုံကြီးကိုယ်လေးဩတာလာရရထိုက်တဲ့တန်တန်ကရော့ခံနိုင်အောင်လို့ဖေးတို့လာရောပင်မခံကြမှာပီတိဖြစ်ရတာပေါ့သမီးရဲ့ကိုယ်လည်းကရော့ခံနေပါတာဦးပီတိဖြစ်ပါလေပီတိဖြစ်တဲ့အပြင်ဒီနေ့ကဖေးကြီးကိုယ်တိုင်လိုက်ပြီးတော့ဟာတဲ့အဝင်တည်ထွက်တဆိုင်ဝင်တဆိုင်ထွက်ဈေးဒီအဲ့လိုပဲလိုက်ပြီးတော့အလှခန်းနေရတဲ့ခါခလေးတွေရဲ့ဒုက္ခရော ဖေးအများကြီးတွေ့တယ်အများကြီးခံစားမိတယ်နေဘူးတော့လည်းဒီကလေးတွေပူးနေတာပဲမိုးရတော့လည်းမိုးတွေစိုးနေတယ်အဲ့ဒီကြားထဲမှာသူ့ရဲ့ဥတည်ချက်ကဘာလဲဩတို့တကြီးအဖေးကြီးတွေကိုနော်အချိန်ငါးဘာလဲ15ချိန်မြောက်ခရော့နိုင်အောင်ဆိုပြီးတော့ကလေးတွေရဲ့စူးစားချက်ကိုပြည်တိဖြစ်ပါလေတာလူလည်းခေါ်ပါတယ်နှစ်စင်နဲ့တိုင်းလည်းဒီကလေးတွေဒီလိုပဲတက်တက်ကြွကြွနဲ့တကြီးအဖေးကြီးတွေအတွက် ကြိုးစားနေမှာဒီလိုလဲဘယ်သူတော့မိပါလဲလို့နော်တို့ရဲ့မြန်မာနိုင်ငံဟန်တပညာရှင်များအစည်းအဝေးကတော့ဒီလိုပုံကုတ်တွေကိုတွေ့ရင်တော့ထိုက်တန်သောအဖြစ်များပြီးမှာပေါ့တို့တော့လဲကိုကြီးစာစိတ်လေးတွေရှိစေချင်တယ်လीနော်တို့တွေကအများအတွက်လုပ်နေတာသူတို့ကကိုကြိုးအတွက်လုပ်နေတာလीကိုကြိုးအတွက်လုပ်နေတဲ့လူတွေတွေ့ရင်လဲ အတွေ့တဲ့ဘက်ကနေငါတို့ဒီအောက်ခြေကတော့ဘာမှမဖြစ်ပါဘူးတို့ကတွေ့တယ်ဆိုရင်အပေါ်သတင်းပို့ရုံပဲပေါ့နော်အဲဘောကသက်ဆိုင်ရာ ပုဂ္ဂိုလ်များကနေပြီးသူဆိုင်ရာဆိုင်ရာဥပဒေတွေနဲ့အရေးယူမှာပေါ့အဲ့ဒီလို ဖြစ်မှာဆိုလို့ဒီအခုအလူခံတဲ့ကလေးတွေလဲသူ့တဲ့ပေးသက်တွေကအယုံကြည်နေမှာဆိုလို့ဖီးကိုယ်တိုင်လိုက်လာပြီးတော့ဟုတ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံဟာသပညာရှင်များအစည်းအဝေးကနေပြီးတော့ကျွန်တော်တို့တက်ကြီးပူဇော်ဝဲပါခင်ဗျာ ကတော့ကံအဖေကြီးဥပေါ်လေးကိုတိုင်လိုက်လာပါလေခမားလို့အဲဒီလိုမတော့အမကံပေါ်လေဘုရားအမကံပြရတာလေအမကံပြီးပြီးတော့ပြမခံပြီးလိုက်နေရပါခလေးတွေတို့အားလုံးသာဓုခေါ်ပါလေလို့လို့တို့တွေဟိုတော့ကကတော့ကံမှာဆယ်ကဏ္ဍလောက်ပဲရှိတယ်လေဆယ်ကဏ္ဍလောက်မှာပစ္စည်းတွေလည်းပါတယ်ဟာတူဦးလျင်၅သိန်းနော်ဒီလိုလေးအဖေကြီးတို့ကတော့ခံခဲ့ရပါတယ် တဖြည်းဖြည်းနဲ့10ကလား10ကလားနေရာကလားအတိုးတဲ့လူက65နှစ်အထက်ဆိုတော့အတိုးလာတဲ့လူနဲ့ဟိုဘက်ကဟိုကွယ်လွန်သွားချတဲ့လူလေးနဲ့အဲ့ဒါတွေကတော့ဒီလိုအခုတိုးလာတော့တို့ကအများကြီးဖြစ်လာတယ်65နှစ်အထက်ကိုအစိမ့်မကောင်းတာတကူကတော့ဘိုးတော်ကတို့တက်ကြီးပူဇော်ပွဲရောက်ပြီဆိုရင်အတန်ငယ်ချင်းတွေတွေ့ကြပြောင်းကြနောက်နောက်ကြဟာစကြဒီတက်ကြီးပူဇော်ပွဲမှာတို့တက်ကြီးတဲ့ပုံကိုယ်ကြီးဆုံညရတယ်လीအဲ့ အခုတော့လဲတည်တဲ့လူလဲတည်ကြနော်သူတို့တည်တဲ့အခါကျတော့လဲနောက်လူတွေနဲ့ပြန်ပြီးတော့အစ်စ်တွေ့ရတာပေါ့လေကိုလူဟောင်းတွေကိုတော့မတွေ့ရတဲ့အခါကျတော့စိတ်မကောင်းခြင်းတော့ဖြစ်တာပေါ့ကိုငယ်ပေါင်းကြီးပေါ်တယ်လေအဲ့ဒီတော့ခံစားရပါလေတရင်ကြားတာကတော့200ကျော်လို့ပြောတယ်200ကျော်ဒီနေ့200ကျော်သွားပြီတဲ့အဲ့200ကျော်အတွက်ဒါကြောင့်မလို့လဲဖေကြီးတို့ဒီမျိုးဆက်တဲ့ မြို့နယ်မြို့နယ်တိုင်းမှာရှိတဲ့လူရှင်တော်လေးတွေကဒီနေရာကျော်ကိုကြော့နိုင်အောင်လို့အဖေမနဲ့ခါမိသူတို့ကြော့နေတာပါလိုက်ပြီးတော့အလှခံနေကြတာပေါ့ကွယ်ဒီကလေးတွေကြားမှာပါစီချမ်းသာပါစီပဲဆူတောင်းပေးရမှာပါဗျနော်ကြားမှာချမ်းသာပြီးတော့တို့တက်ကြီးလူရှင်တော်ကြီးတွေကိုထောက်ပံ့ကူညီနိုင်သောတကယ်ဟာတလူရှင်တော်ခေါင်းမြတ်ဖြစ်ကြပါစေလို့